အမေရိကန်ဟာအာရှပစိဖိတ်ဒေသမှာတည်ငြိမ်မှုပြည့်ရုံအောင်လှုပ်ဆောင်နေကြောင်းယခုနှစ်ရှန်ဂရီလာဆွေးနွေးပွဲကိုတက်ရောက်လာတဲ့တရုတ်ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်တဲ့တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ရဲ့ဗိုလ်ချုပ်တဦးကဆွဆွဲခဲ့တယ်လို့ South China Morning Post မှာဖော်ပြခဲ့ပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟက်ဆက်ကစင်ကာပူနိုင်ငံမှာပြုလုပ်တဲ့ရှန်ဂရီလာအစည်းအဝေးမှာဒေသတွင်းတရုတ်ရဲ့ရန်လမှုတွေကိုပူးပေါင်းဟန်တားရန်တိုက်တွန်းခဲ့တဲ့နောက်တရုတ်ဗိုလ်ချုပ်တဦးကအဲ့ဒီလိုတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ အာရှရဲ့အထင်ကြီးတဲ့လုံခြုံရေးညီလာခံဖြစ်တဲ့ရှန်ဂရီလာအစည်းအဝေးရဲ့ဆွေးနွေးပွဲတစ်ခုမှာတရုတ်အမျိုးသားကာကွယ်ရေးတပ်ကတော်ရဲ့ဒူဥက္ကရာဖြစ်တဲ့ဟူကန်ဖန်းကမေလ31ရက်နေ့ကအစည်းအဝေးမှာတရုတ်ကိုစန့်ကျင်တဲ့အခြေမြင့်မရှိတဲ့ဆက်ဆွဲပြောဆိုမှုတွေပါဝင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။တရုတ်ကတောင်တရုတ်ပင်လယ်အတွင်းစစ်အင်အားထူထောင်နေချိန်မှာအိန္ဒိယနိုင်ငံတွေကိုနှောက်ယှက်နေတဲ့အတွက်ဒေတာရင်းတည်ငြိမ်မှုပြည့်ဝအောင်လှုံ့ဆော်နေကြောင်းအမေရိကန်ကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့ပြီးနောက် ဖူကအဲ့ဒီလိုတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။တရုတ်ကထိုင်ဝမ်ကိုအင်အားသုံးပြီးတည်ယူမဲ့အန်ရယ်ဟာပြည်ဟန်ဆဲဆဲဖြစ်နိုင်ကြောင်းဟက်ဆက်ကမေလ31ရက်မနက်ပိုင်းကဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ်။ဖူကလည်းဟက်ဆက်ရဲ့ပြောကြားချက်တွေကအာရှပစိဖိတ်ဒေသတည်ငြိမ်မှုကိုပြည့်ယွန်းစေပြီး တွေးထုတ်လွှင့်ဆောင်မှုသဘောထားကွဲလဲမှုနဲ့ပြဿနာတွေကိုဖြစ်ပွားစေဖို့ရည်ရွယ်ပြီးလှုပ်ကြံဆွဆွဲတာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။တချို့နိုင်ငံတွေကတစ်ဖက်သက်ထိတိုက်တွေးဆမှုကိုပဲအအောင်စိုက်ထားပြီးဒေတာရင်းသူတို့ရဲ့စင့်အောင်တိုးမြင့်နေပါတယ်။ဗိုလ်ချဆမှုကြီးအတွက်အာရှပစိဖိတ်ရေပြင်တွေကိုအသုံးပြုနေတာကိုတရုတ်ကစန့်ကျင်ကန့်ကွက်ပါတယ်လို့ဟူကပြောကြားခဲ့ပါတယ်။